။လောင်းမဲမင်္ဂလာပါခင်ဗျာ။ကျွန်တော် YouTube Channel ကနေ Native စွာကြိုဆိုလိုက်ပါ။ကျွန်တော်တော့ Dolphin ပါ။ဒီကနေ့ကျွန်တော်ဖျက်ပြမယ့်ဝတ္ထုတွေကတော့စွမ်းစမှုတက္ကသိုလ်ရေးသားထားတဲ့လူပြန်တော်ဆိုတဲ့ဝတ္ထုတွေကိုဖျက်ပြမှာဖြစ်ပါတယ်။နားဆင်ခံစားပြီးကြပါခင်ဗျာ။လူပြန်တော်အင်မတန်အရေးကြီးတဲ့ကိစ္စတစ်ခုပြောဖို့ တကာတကာမကြီးတို့ကိုဆင့်ခွန်လိုက်ရတာပဲအားလုံးသိကြတဲ့အတိုင်းဒီနေ့တွင်မှာဥပစင်ကြီးရဲ့ကျမ်းမာကြီးကလုံလုံမင်းမင်းစူဝါပြက်စီလာတယ်။စေယုံစီကန်းတွေနဲ့ចောင်းကိုဥတဟိုလွန်ထိုးတွားကြည့်ပြန်ကြည့်လုံနေတယ်။အနေငယ်မောသွားဟန်ဖြင့်ဥပစင်ကြီးကစကားရက်လိုက်သည်။ဥပစင်ကြီးသည်တက်တော်80ကျော်ပြီးငယ်ပြူမဟုတ်တော့ထွက်ပြေး၏။ အရာရှိဘွားကအငိမ့်စားယူပြီးနောက်မိသားစုနှင့်လောကီရေယာများကိုဆွမ့်လွန့်ခါတာသနာပေါင်းသို့ခိုးဝင်ခဲ့သည်ယခုဆိုလျှင် ရှဟန်းဝါပင်21ဝါရှာနေပြီယောဂရီကပူတိုးပူဆိုးလာနေတယ်။တန်ခါစီရင်ကိုတက်လိုက်ဆင်းလိုက်အချိန်ချင်းခါကလုံနေရတယ်။ဥပစင်ကြီးဤရှင်မှာ ဥပစင်ကြီးဤသားသမီးလေးယောက်ကတုတ်တုတ်မြမလုပ်ပဲ ပုံပုံယုံယုံစီတန်းညင်သက်ထိုင်နေကြသည်ဥပဇင်ကြီးဆက်လက်မိန့်ကြားမိစကားကိုစိတ်ဝင်တစားစောင့်နေကြသည်သူတို့စိတ်ထဲမှာတော့နည်းနည်းထူးခြားသည်ဟုထင်နေကြ၏ကျောင်းတန်ရဝေဒနာယောဂအကြောင်းပြောဖို့ဆိုကောင်းနေတော့သူတို့ကိုဥပဇင်ကြီးကစင့်ခေါ်ရုံမရှိ အထူးသဖြင့်ရှိခုလိုတောင်းဆိုသမီးဆောင်တစ်ချိန်တည်းတပြိုင်တည်းခွေယူတွဲဆောင်ခြင်းမျိုး ်ရှခင်ကတစ်ချိန်တစ်ခါမှပြုလုပ်ခဲ့ခြင်းမရှိလူသူလေးပါးနဲ့ဝိရအရက်မှာတပားတဲ့ဧကစားချင်းရင်တရားအားထုတ်ခြင်းမပြုနိုင်တော့လေဥပဇင်းကြီးကအတတ်နိုင်ဆုံးလူသူတို့နဲ့ကင်ကင်ရှင်းရှင်းနေလေရှိသည် သာသမီရင်းချာများကိုပင် အရေးတကြီးအကြောင်းကိစ္စမရှိပဲသူ့ထံအဝင်ထွက်မပြုရင်တင်းကျပ်စွာတားမြစ်ထားသည် သူကလည်းသာသနာရေးကိစ္စမှာအပါ ညီသည့်တကယ်တကာမနဲ့မှအဆက်အဆံပြောဆိုမရှိ ပြောရင်လေလူရင်းတူရှင်ဥပစင်းကြီးကကျမ်းမာရင်းနဲ့ဆက်လင်း၍မိတ်ချွေလာသည့်အခါအားလုံးကိုစီစိတ်ထင်သွားကြသည်ဖယားဖယားဥပစင်းကြီးမှာအလွန်ဆိုးဝါးသည့်ရောဂါတစ်ခုခုများဆွဲကပ်နေပြီလားဝေဒနာကတီးမခံနိုင်လောက်အောင်နာကျင် ပြင်းထန်နေပြီလားမလုံးချီကွဲဖွေရစကားတွေကိုများကြားရတော့မလားတာသမီများကစွရင်တကြီးနဲ့ဥပစင်ကြီးဤမျက်နှာတော်ကို မော်ဖူးချသည်ဆရာလက္ခဏာတို့ထင်ထင်ရှားရှားလွန်မှုနေပြီးစံမကြီးကတိတိတတယူရင်းဆုပ်ယုံနေတော်လဲတရားမွေသူတို့ဤတမတာအတိုင်းဥပစင်ကြီးမျက်နှာတော်ကကြည်ကြည်စင်စင်လန်းလန်းဆန်းဆန်းရှိနေသည် အခါခသိန်းကဲ့သို့ချီညိုးပွဲအစင်းကိုဆောင်မြဲဆောင်နေစေယဟန်ဖြစ်ပြီးမှမြင်တွေ့လာရသည့်တိမ်မွေ့နူးညံ့မှုကိုလည်းမြင်တွေ့နေကြအတိုင်းမြင်တွေ့နေရစေကျမ်းမာအရေးကလွန်လွန်ကျူးကျူးကိုယုံရင်းဖြစ်စီနေတော့သာသနာ့ဘောင်မှာဝိနည်းတော်နဲ့အညီကြင်ကြံနေထိုင်ဖို့အင်မတန်ခက်ခဲလာတယ်ကိုဝင်ကိုထမ်းပြီး ကိုယ့်အမှုကိုကိုယ်မဆောင်ရွက်နိုင်တော့ဘူးအခါခတ်သိမ်းတဘာသူအပေါ်အာခိုးမိရတဲ့ဂီလာနာတန်ခါဖြစ်နေပြီအကြာခဏဝိညာဉ်တော်နဲ့ညှိစွမ်းနေတယ်ဒီလိုအဖြစ်မျိုးနဲ့ယဟန်ပေါင်မှာမပြောမွေ့နိုင်ဘူးလူထွက်မယ်အဲ့ဒါလိုအပ်တာတွေတင်းကျိုးစီစဉ်ထားနိုင်ဖို့တက္ကະတက္ကမကြီးတို့ကိုစင့်ခေါ်မိဆူရတာပဲ။ ။ဥပဇင်ကြီးဤစကားအဆုံးမှာအားလုံးငြိမ်ချသွားသည်။သူတို့ဘလို့မှတွေးထင်မြော်လင့်မထားသည့်စကားကိုဥပဇင်ကြီးမိန့်တော်မူသွားပြီ။ဥပဇင်ကြီးသည်ယဟန်ဘုရားကိုဆွံ့ကလူပြန်တော်လှုပ်တော်မင်းတဲ့။စေစဉ်းစားတော်မူပါအောင်ဖေရ။ဟိုဟိုလေယဟန်ဝက်က20တဝါတော့မှရနေပြီဆိုတော့ လူမျိုးဟာလူမျိုးစရာကြီးများ ဖြစ်ဖြစ်နေမလားလို့ပါဗျာတမီးကြီးတို့ပြပြကမဝိမရေတစ်ချင်းငေါငေါရှောက်တင်နေစဲမှာပဲဥပစင်ကြီးကထာယမထားသည်ထွန်းတော်မြည်သည့်စကားကိုမှမိတ်ချားတော်မူတော့ပဲစကုဒရင်ချလျက်အတွင်းဆောင်သို့ပြန်ချသွားသည် ဦးပစင်းကြီးတို့ကတော့လှုပ်ချလိုက်ပြန်ပြီရဟန်းဝါ21ဝါနဲ့ចောင်းထိုင်ကိုတော်တော်ဖြစ်နေမှလူပြန်ထွက်ချင်ရတဲ့လူပြောသူပြောတော့ခင်ရတော့မှာပဲငါစိတ်ညစ်တယ်စိတ်ညစ်တယ်အင်ပြန်ရရောက်ခြင်းတော့ပြပြကမထိန်နိုင်မသိန်းနိုင်မိတွင်တောက်တီးပွင့်အံပောက်ွယ်သည်ဖုံးကြီးចောင်းမှာပဲကမိတွင်တောက်တီးပွင့်အံပောက်ွယ်ခြင်းခဲ့သည်ဥပစင်းကြီးကိုကြောက်ရွေ့တာ အပြန်လန်းတစ်ဆောက်မှာလည်းမီးတွန်တောက်တင်းပွင့်အံပောက်ခွဲခြင်းခဲ့သည်ပဝင်းကျင်အမြင်မတင်တယ်မှာဇူးချောင်းနေ၍သာ အခုအိမ်ပြန်ရောက်မှပဲရှင်တန်းမှာကြိတ်မိတ်အောင်ဤမြို့သိပ်ထားခဲ့ရသည်များတို့ကို အာပါတရားရှင်ခွင့်ရတော်မူဒေါ်ဖြူဖြူကအမှန်တကယ်လဲစိတ်ညစ်နေသည်ဥပစင်းကြီးကတော့တိတ်ခါချသင်္ကန်းချိုလူဝဲလဲယုံများဖြင့်လူပြန်ဖြစ်နိုင်သည်ခတ်တာက လူပြန်ဖြစ်ပြီဆိုသည်နဲ့ ကိစ္စများများလူတို့ဘောင်မှာလူအရေးလူကိစ္စအဝဝကို ဥပစင်ကြီးဘဲတို့ရင်ဆိုင်ဖြည့်ရှင်းဖြတ်တန်းကြော်လာမှာလဲဥပစင်ကြီးကလူဤလူရေလူရာများ ਨੇ ပြက်ဆဲကင်းကွာနေဒီမှာအနည်း20ကြော်များချာမြင့်ခဲ့ပြီမဟုတ်လားအခြားသောထွေလီကလေးများကိုဖေရှားလိုက်ပါလူတယောက်အတွက်အခြေခံလိုအပ်ချက်ဖြစ်သည့်စားဝတ်နေရေတို့ကိုပဲဥပစင်ကြီးကဘယ်လိုဖြည့်ရှင်းပါလဲတမန်ကရှန်က အပေါ်ယံ လျက်ကြည့်ရင်တော့ဒီကိစ္စကအလွယ်လေးပေါ့တင်းတင်းတတဲနေနိုင်စားနိုင်သုံးဆွဲနိုင်တော့လူလက်တန်းစာတားထောက်တမိခံ၄ရောက်တောင်ရှိတော့တကူရေးတကားရဖခင်ဦးတယောက်ဤစားဝင်နေရေးကိစ္စလောက်တော့စာမဖွင့်လောက်သည့်အပရိကဟုထင်စရာရှိ၏တကယ်လက်တွေ့မှာထူးထူးမဟုတ်ပါဒီကပြဿနာကလူပြန်တော်ဖခင်ကြီးတီဘသူ့အိမ်မှာလိုက်ပြီးနေမှာလဲ ဥပဇင်းကြီးသည်မုတ်ဆိုးဘဘဝမှာတောထွက်သင်ငန်းစီခဲ့သည်ဥပဇင်းကြီးလူဝဲလဲဖြစ်ခဲ့လင်သူကိယကထခံကသူဝိကြီးဝိငယ်တို့ကိုပြုစုဆောင်ရှောက်အလုတ်ချွေးပြုမိဇနီးတယ်မရှိတော့ဒီအသက်ဒီအရွယ်ရောက်ခါမှတအိုးတအိမ်တောင်ထူထောင်နိုင်ဖို့ဘလို့မှမဖြစ်နိုင်ကျမ်းမာရေးကောင်းပါတော့မဟုတ်သားသမီးများကိုသာလုံလုံလန်းလန်းအားကိုးမိကိုရမှတေချာသည် တော်ဖြဖြူကသူမအိမ်မှာဖခင်ကြီးလာနေမှာကိုစွန့်ရင်နေတော်ဖြဖြူအိမ်မှာလင်ကိုမရနဲ့ဦးသေးနေတည်မဟုတ်ပါတားရီသမီးတွေမြေးတွေချီးမတွေတမက်တွေနဲ့အိမ်ပြည့်လူပြည့်တိုးဝှေ့စုဝေးနေထိုင်ကြရသည် အရေးတဲကအရာက ပေါ်လိုက်သေးသည်လွန်ခဲ့သည့်6လကသမီးအလက်မသည်အိမ်ထောင်ပြုတ်ခွဲကတော်ဖြူဖြူအိမ်ပေါ်သို့တားတွဲလောင်းသမီးတွဲလောင်းနေပြန်ရောက်လာသည် မိဘဆိုတော့ဒုက္ခရောက်ပြီးပြန်လဲမိခိုလာသည်တမီးနှင့်မိန်းမကိုစိတ်ထိတ်ဆိတ်စွာတဖန်လက်ခံခရသည်ပဲပေါ့အိမ်မကြီးမှနေစရာနေရာ မရှိတော့၏အိမ်နဘေး၌အဖြေဆွဲကအဆောင်ထုတ်ပြီးနေထိုင်စေခဲ့ရသည် ဆိုလိုသည်မှာတော်ဖြူဖြူအိမ်တွင် ဖခင်ကြီးနေထိုင်ရနေရလုံးဝမရှိတော့ပါဟုတ်ပါရဲ့အေးဥပစင်ကြီးကိုလှုပ်လိုက်ရင် အရာရာနဲ့အကြောင်းကြောင်းကြီးပဲ။ ရန်ဝင့်မယ်ဆိုတော့ကလည်းမိသားစုတန်ရောစင်ကိုတိခနဲ့ဖြတ်ပြီးသူ့တဘောသူ့ဆန္ဒနဲ့သူဝစ်ခဲ့တယ်။သာသနာ့ဘောင်မှာမွေ့ပြော်တယ်။သင်္ကန်းဝင့်တယ်ပဲအယိုးထုတ်မယ်ဆုံးဖြတ်ပြီးနေလာခဲ့တာ။အနည်း20တောင်ကျော်ခဲ့ပြီးဝင်းကြီးတော်နဲ့အညီနေထိုင်ကြင်ကြင်တဲ့ကိုတော်ဆိုပြီးလူအများကြီးညို့ကိုဝယ်လိုက်ကြတာ။ဟောအခုတော့နည်းနည်းလေးမကျဲမမာဖြစ်တာနဲ့ဝင်းကြီးတော်နဲ့အကြောင်းပြပြီးလူပြန်ထွက်ချင်ရတဲ့။တခြားကိုတော်တွေလည်းဒီလိုပဲခဏဝင်ချတဲ့အထိ သင်္ကန်းဝင်နဲ့နေသွားကြတာပါပဲတော့တမင်းငယ်ထွန်နီကလည်းအမကြီးဖြစ်သူဤစကားကိုတန်ရောက်လိုက်ပြီးမိကရွက်ကနဲ့ထောက်ခံစကားဝင်ပြောသည်ဥပစင်ကြီးလူဝဲလည်းပြီးနောက်သူမအိမ်မှာလာရောက်မိခိုမာကိုဒေါ်နီနီကလည်းဒေါ်ဖြူဖြူလို့ပင်စိုးရင်နေသည်ဒေါ်နီနီစိုးရင်ရခြင်းအကြောင်းရင်းကတမျိုးတစ်ပါးသာဒေါ်နီနီတို့မိသားစုသည်အဲ့ချိန်မှအပါ တနေ့ကို16နာရီလောက်ကိုအလုံးနေကိုဂျင်းချေလဲနေကြသည်မိသားစုဝင်အချင်းချင်းထွက်တိုက်ဝင်တိုက်တာဖြစ်နေကြပြီးတယောက်နဲ့တယောက်စကားစမြည်ပြောချင်းလေးတော်မှမရကြထမင်းလက်စုံလေးတော်မှမစားကြရတချိန်လုံးလှုပ်လှုပ်ရှားရှားပြေးပြေးလွလွဖွေးရှားနေကြရတာမို့ကျမ်းမာရေးမကောင်းတော့သည့်ဖခင်အိုကြီးကိုအိမ်ပေါ်ခေါ်တင်ထားဖို့အခက်ခဲရှိသည်ခေါ်တင်ထားခဲ့ရရင်လည်းဘယ်နည်းနဲ့မှဂယုစိုက်ပြီးပြုစုစောင့်ရှောက် နိုင်ကြလိမ့်မည်မဟုတ်အဲ့လိုတော့မပြောပါနဲ့နီနီရဲ့ဥပစင်းကြီးကဝိညာဉ်တိတ်ခါဖို့တွေကိုအင်မတန်စောင့်ထိန်တဲ့ပုဂ္ဂိုလ်လေရန်တမဟာပရိယတ်တိကိုလည်းစီးပူချိုးကုန်နေမှမှဒါမှမဟုတ်ပฏิပတ်တိကိုလည်းကြင်ကြံအားထုတ်နေပါမှရန်အဖြစ်နဲ့သာသနာပေါ်မှာနေထိုင်တဲ့နဲ့အဲ့လိုနေထိုင်စဉ်မှာလဲဝိနည်းတိတ်ခါပုတ်တွေကိုမတိမ့်မဆောင်လိုက်တာစောင့်ထိန်နေတင်လာပြီလေလို့ ်မိကြားလည်းရှိတယ်ကိုတော်ပါကွယ်ဝင်းကြီးတော်ကိုစောက်ထိမ့်မှုခက်ခဲနေလို့သာ လူပြန်ထွက်ကျင်တာဖြစ်မှာပေါ့လေတားကြီးဦးမျိုးခင်က ဖြောင်းပြတယ်လို့လေးအေးလေးနေဝင်ပြောသည်ဒေါ်ပြူနှင့်ဒေါ်နီနီတို့ဤမျက်စောင်းများဦးမျိုးခင်ထံသို့တပြိုင်တည်းကြာရောက်သည်ဦးမျိုးခင်ကရခမအိမ်မှာလိုက်နေသူမို့လူပြန်တော်ဂီလာနာဖခင်ကြီးကိုတုထံခေါ်ထားရင်မှအလိုအလျောက်လုကင်းခွင့်ရတယ်လို့ဖြစ်နေ၏ထို့ကြောင့်လည်း ရွှေပြည်အေးသူတော်ကောင်းစကားကိုအေးအေးလူလူပြောနိုင်သည်ဟုအမနဲ့နှမတို့ကထင်ရှားသည်ထို့သို့မဟုတ်ပါဦးစင်းချင်းလူထွက်လာမှာကိုဦးမျိုးခင်ကလည်းသူ့နီးသူ့ဟန်ဖြင့်စိုးရင်နေပါသည်ဦးမျိုးခင်ကတော့ဦးပစင်းချင်းလုံဝဲလဲပြီးနောက်သူ့အိမ်မှာလာရောက်မိခိုးမှာကိုအမနဲ့နှမတို့လိုပူပန်သည်တော့မဟုတ်ပါတို့တော့လူဝိဇောင်ဖခင်ကြီးစားဝတ်နေရင်းနဲ့ကျမ်းမာရေးစိတ်စကားများအတွေ့ ဝိုင်းဝန်းကြခံပေးခဲ့ရန်ဝတ္တရားကိစ္စရှိလာမည်။သူကများများဆဆဖို့ပိုရှန်ရှန်ဖြစ်အောင်ပင်ပေးကမ်းထောက်ပံ့သည်သည်ဘယ်ငွေနှင့်ပေးရမည်နည်း။ဦးမျိုးခင်သည်အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တော်လဲသူဝင်ငွေဤ40ရာခိုင်နှုန်းလောက်ကအငယ်အနောင်များနှင့်အတော့အစားအပျော်ပါအတွက်သုံးဆွဲနေသူဖြစ်၏။ထို့ပြင်ရောက်ခမမိသားစုကိုလည်းချစ်ရှုထောက်ပံ့နေရသည်သည်။လောလောဆယ်၌သူ့နောက်ဆုံးကောက်ယူထားသည့်မယံငယ်လေးက အတုံးစိငွေပူတောင်းနေသည်။သူမအလိုကြမပေးကမ်းမပထောက်ပံ့နိုင်လျင် သူမကိုလက်လွတ်ဆုံးရှုံးရလိမ့်မည်။ထို့သို့သောအဖြစ်မခံနိုင်ပါ။ဦးမျိုးခင်ကထိုအငယ်မလေးကိုအလွန်အမင်းနှစ်သက်ဆွန်းလန်းနေသည်။ဖြစ်တည်နေနေသူမ၏ဆန္ဒကိုလက်ရောဖြည့်ဆည်းပေးရမည်။ဒီလိုအချိန်မှာဖခင်ကို ထောက်ပံ့ပင်းကံ့ရန်အချောင်းပေါလာမာကိုဦးမျိုးခင်ကစိုးရိမ်နေမိခြင်းဖြစ်သည်။ပေးခြင်းပေး small လေးကိုပဲဦးမျိုးခင်က ပူပူတတလေးပေးလိုက်ခြင်းဒီလေတားငယ်ဥတုံးလွင်ကတော့အဝေးစီတို့ငင်းငင်းရီရီကြည့်နေသည်သူ့ရင်ထဲမှာတင်းကျပ်စွန့်နေသည်ဇမ္မာရဲ့အရာယဟန်ဘဝမှာမနေလိုတော့သည်ဥပစင်ကြီးတင်ငန်းချွတ်ပြီးလူထွက်လာမှာကိုစိုးရင်နေကြသည်မောင်နှမများကိုကြည့်ကဥပစင်ကြီးအထွက်ခြေကွယ်ဝင်နေသည်ဥပစင်ကြီးသည်စက် အရာရှိပြီးပြီးအပြောဆိုအသိအမွေ့ရင်ချေးသည်တားသမီးနှင့်လက်ပွန်းတတိတရုတ်တရတော့နေလေးမရှိခဲ့ပြီသို့တော့တားသမီးများကိုအင်မတန်ချစ်သည့်ဖခင်ကောင်းတစ်ယောက်ဖြစ်ခဲ့သည်တားသမီးတို့၏အနွန်တာမျိုးမျိုးကိုဇွဲနဘဲကြီးစွာစိတ်ရှည်တည်ခံသည့်ဖခင်ကောင်းတစ်ယောက်ဖြစ်ခဲ့သည်သားသမီးတို့အပေါ်ဝိတရားကုံစင်ခြေပုံခဲ့သည့်ဖခင်ကောင်းတစ်ယောက်ဖြစ်ခဲ့သည် ပညာတတ်ဖြစ်ရင်ရည်တန်၍သူ့ကိုဖခင်ကရန်ကုန်မှာပေါ်လာထားခဲ့သည်သူကပညာမကျိုးစားပဲအပေါင်းအသင်းများနဲ့တောက်စားပေတေလင်းလွင့်ပျက်စီးခဲ့သည် ပြက်တနာမျိုးစုံမီးကွက်ထွန်းမီးထွန်းရှာခဲ့သည်ဖခင်ကနောက်မှလိုက်ပြီးတိုက်ခန့်ဖြစ်ရှင်းဖက်ခဲ့ရသည်အပြစ်တင်စကားတခုမပြောခဲ့မျက်နှာတစ်ချက်မပြက်ခဲ့နောက်ဆုံးသူမူမူယွယွနဲ့တွေ့ရမိမကိုလက်ထပ်ပေါင်းသင်းရင်အိမ်ပေါ်ခေါ်တင်လာတော့လေဖခင်က ညီမညူလက်ခံချေမွေဆောက်ရှောက်ပေးခဲ့သည် မကြည်ဘူးမနစ်တက်သည့်ဇံမာနမအများညွညင်ခြင်းမဖြစ်အလေအောင်လိမ္မာပါးနှက်စွတ်ကိုင်းတွယ်ဖြစ်ရှင်းပေးခဲ့သည်ပညာမစုံမဲခြင်းအားဆောင်ခဲ့ပြီးအလုတ်လက်မဲ့ဘုံအဖြစ်မိဘအိမ်တွင်ခိုးဝင်မိခိုးနေရတော့လဲနည်းနည်းလေးမှမျက်နာမငယ်ရအောင်ကုညီဖေးမှထောက်ပံ့ခဲ့သည်ထို့ကြောင့်လည်းဥတုလင်ဘဝပြန်လဲထောင်မဲ့နိုင်ပြီးလူတလုံးသူတလုံးဖြစ်လာခဲ့သည် ယခုအချိန်မှာဦးတိုးနေကဖခင်ကြီးကိုတပံပြန်လဲတုံပြန်ယေရှုဆက်ခြင်းသည်အိုမင်းမဆွမ်းဖြစ်နေသည့်ဖခင်ကြီးကိုအနီးကပ်ဆောက်ရှောက်ပြုစုခွင့်ရခြင်းသည်ရခဲလာသည့်ဒုံလပမဟုတ်လားအဖေကိုကျွန်တော်ခေါ်ထားမယ်လို့ခေါင်းမော်ရှင်ကော့ကပြောလိုက်ခြင်းပါသည်မဖြစ်သူမိသားစု၏ခပ်ပော့ပော့ခတ်ရှုပ်ရှုပ်အနေထိုင်ပြောဆိုပြုမှုများသည့်ဖခင်ကြီးအတွက်မျက်စိစပမွေး စူးစရာကြီးသာဖြစ်နေပြီလေမိသူမိသားစု၏ဆိုးဝါးကြမ်းတမ်းသည့်ဘီဇတလိစရိုင်များနှင့်ဖခင်ချင်း၏မြင့်မြတ်ဖြူစင်လာသည့်ကိုချင်းတိတ်ခါများသည့်ဗလာတလန်တန်တလန်ဖြစ်နေသည်ဖခင်ကြီးကိုသူ့အိမ်မှာခေါ်ထားမည်ဆိုကငါ့ကိုကုန်းပေါ်တင်ထားသလိုဖြစ်နေပြီလေမိမကြမ်းမာသောအိုမင်းမဆန်းဖခင်ကြီးကိုအသက်တော်အောင်ပြုလုပ်သည်နှင့်တူနေပြီလေမိသူတို့ဒီနာရီအနှဲငယ်ကြသည့်အထိတယောက်တစ်ပေါက်ပြောချင်ရာပြောနေကြသည် လူပြန်တော်ဖခင်ကြီးကိုတယောက်ပခုံးပေါ်တယောက်လွဲတင်ပုတ်ထုံနေကြသည်တယောက်ကိုတယောက်ပြစ်တင်ဝေဖန်နေကြသည်ပြောရင်းဆိုရင်းအမျက်ဒေါသထွက်လာသည့်အခါနေမဲငဆစကလုံးများသုံးခါကြီးမားပြင်းထန်သည့်ရံပွဲတစ်ခု ဖြစ်လူနီးပါးဖြစ်သွားတတ်သည်သို့သောအချင်းမီထိမ့်သိမ့်နေကြသည်ထို့နောက်အစမှပြန်လဲဆွေးနွေးညီနိုင်အပြေရှာကြပြန်သည်အပြေကမတွေ့ သားသမီးလေးယောက်ဒီလူပြန်တော်ဖခင်ကြီးကိုအိမ်ပေါ်ခေါ်တင်ထားမည်ဟုမြေသူတဦးတရားမှတာဝန်မယူကြအကယ်၍တယောက်ယောက်ကတောင်းယူကအင်ဘော်ခေါ်တင်ထားမည်ဆိုပါမူလိုအပ်မည်ငွေကြေးကိုဝိုင်းဝန်းပေးကန်ထောက်ပံ့မည်ဟုသာဆိုကြသည်။နောက်ဆုံး၌သူတို့သည်ဥပစင်းကြီးလူဝင့်လဲရေးကို နောက်မှဆက်ဆွေးနွေးကြမည်ဆိုကလူစုခွဲလိုက်ပါသည်။ ဒီကနေ့လည်းဥပစင်းကြီးစိတ်တွေတိမ်တိမ်ပွေပွေဖြစ်နေသည်အမတ်မလို့အောင်တပိမြေနေထိုင်တတ်သူဖြစ်ခဲ့တော်လဲအရွယ်အိုမင်းကယောဂဖီစီနှိမ့်ဆက်လာတော့အခါစိတ်ကမြင့်ပြန်ခြင်းသည်ရုပ်ချင်းပြန်လဲထိန်းချုပ်ကအဆိုးမရသည့်သဘောကိုနှလုံးသွင်းစင်ကြင်ရ၏အာယုံဆူးဆိုင်ထားနိုင်ရန်ခက်ခဲနေခြင်းကိုဥစဉ်ခြင်းကအဝင်မကျထွတ်ထပ်ပေါ်၍ နှလုံးစိတ်ဝမ်းညွန်ွဲရသည်ကဝေဒနာပြင်းထန်စဉ်မကြာခဏဝိနည်းချူပေါက်ခဲ့ရခြင်းများဝိပဿနာဒြူရကိုစွန်းစွန်းတမန်အာမထုံနိုင်ုံမကဝိနည်းကိုလည်းအခါခတ်သိမ်းလိုက်နာဆောင်ထိခြင်းမပြုနိုင်တော့သည်ခါဘုပ္ပစင်းကြီးသည်ယဟန်ပေါမမပြောပိုက်တော့ပါအခက်အခဲဆုံးဆုံးဖြတ်ချက်ကိုချရန်လာပေါင်းများစွာကြိုးစားခဲ့ရသည်ပိုင်းတိုင်းတေးစားစွာဆုံးဖြတ်ပြီးတော့ခါသားသမီးများကိုဆင့်ခေါ်၍ လူထွက်မိအကြောင်းနှင့်လူဝိချောင်းဘဝအတွက်လိုအပ်သည့်အစီအမံများကိုတင်ကျုပ်ပြုလုပ်ထားရန်မိန့်တော်မူခဲ့ရသည်။ထိုအချိန်မှစ၍သားသမီးများပျောက်သွားလိုက်သည်မှာတစ်ရက်လဲပေါ်မလား၊နှစ်ရက်လဲပေါ်မလား၊တစ်ပတ်လဲပေါ်မလား၊နှစ်ပတ်လဲပေါ်မလား၊တစ်လလဲပေါ်မလား၊နှစ်လလဲပေါ်မလား။ယခုဆိုရင်၃လထဲတို့ပြီးစင်းင်းဝင်ရောက်လာခဲ့ပြီ တားတအူးတမိတယောက်ရဲ့အရေးအယံလေးတော်မှာမမြရအသူအကြောင်းအစိုးအကောင်စကားတခွန်းတော်မှာ ပြန်မကြရဥပစင်ကြီးသည်အံ့ဩခြင်းကြီးစွာနဲ့မယုံကြည်နိုင်အောင်ဖြစ်နေ၏အသက်အရွယ်အတွေ့အကြုံရဉာဏ်ပညာနှင့်စင်ချင်းတုံတရားအရာမိဘများအပေါ်တားသမီးတို့ထားလေရှိသည့်စိတ်တဘာဝကိုဥပစင်ကြီးကမသိမဟုတ်သိသည်သို့တော်များစွာသောမိဘများလိုပဲဥပစင်ကြီးက ို့သားသမီးကိုအကောင်းမြင်သည်နာမကျန်းဖြစ်နေသောဖခင်အိုကြီးတယောက်ဤတာဝန်လောက်ကိုတော့ကြည်ကြည်ပြူပြူလိုလိုလလားယူခြင်းချလိုက်မည်ဟုထင်ခဲ့သည်ဥပစင်းကြီးအထင်မှားယွန်းချောင်းကိုတရက်ပြီးတရက်ကုံလွန်ကြွယ်ပြောင်းနေသည့်နေရက်များကတတ်တည်ပြနေသည်ယခုဆိုရင်ရက်ပေါင်း60ပင်ပြည့်တော့မည်သားသမီးများကလူမလားအချောင်းမချနေစိတ်နိုင်အားကြီးမားစွာနဲ့လှည့်လည်ရှုနေကြသည် ဤဒီမီသူတို့စေပါလိုက်သည့်အဖြစ်စကားဖြစ်ကြောင်းဥပဇင်းကြီးကနားလေလက်ခံသည့်အခိုက်အတန့်တွင်လောကဓာတ်၈ပါးကိုမတုံမလောက်ခံနိုင်စွမ်းသောယဟန်ရင့်မာကြီးရင်ထဲကအသက်နှလုံးသို့လောင်ကျွမ်းဆုံရှုံသွားသလိုခံစားရသည်ဥပိ္ပခာအချင်းနှင့်ကျင့်သားရခဲ့သောဥပဇင်းကြီးဝေတီကြီးမိုင်းသောမြေဝန်းဆောင်တွင်မျက်ရည်ကြီးများရစ်ဝိုင်းတိုင်းဖွဲ့လာသည် ။ဦးစင်းကြီးသည်တခြင်းကမြအမတ်တတိကင်းလွတ်သွားပြန်သည်ချက်ချင်းတတိလဲကားအင်းတွေပြန်ဆင်နိုင်သော အခိုင်အတန့်မှာဦးစွာတတိယမိတာကလွန်ခဲ့သည့်နှစ်ပေါင်းများစွာကကွယ်လွန်တိမ်မာသွားခဲ့ရှာသောဘဝဟောင်းကာဇနီးတဲ့။အော်တက္ကမကြီးသာတက်ရှိထင်ရှားရှိနေဦးမည်ဆိုပါကဥပစင်းချင်းလူထွက်သောအခါပြန်စရာနေရာအေကန်ရှိပေမည်။ ဥပဇင်းကြီးကတက်ပြင်းချလိုက်သည်ခဏကြာမှငင်းသာတိမ်မွေ့သောခြေလန်းတော်များနှင့်ဖျားဆောင်သောစကုအိန္ဒြေချကကြွချင်သည်တက်ပေလာသည့်စင်သူတော်ကိုကြည်ညိုယူကျူးစွာဝိပုတိပြီးမှပြုခဲ့သမျှကောင်းမှုကုသိုလ်အစုစုကို ဘဝတစ်ပါးကဇနီးဟောင်းရစီခြင်းကလေးလေးနက်နက်တီတီကြီးကြီးအမျှအတန်းပေးဝေသည်တနေ့တော့ခါဥပစင်ကြီးရခင်ကတရင်တုံးတော်မူခဲ့သောချောင်းစီတို့ဥပစင်ကြီးသားသမီးများဥရားဖားရနှင့်အပြေးလွှားရှောက်လာကြသည်ခီးရောက်မဆိုင်တင်လုံခဲ့သောရဲ့အနေငယ်ခံကเจ้ามาတိတ်တဆိတ်ပြက်ွယ်သွားသောဥပစင်ကြီးအချောင်းကိုစိုးရင်ကြီးနှင့်သူ့ထက်နာ ဥအောင်စူဇန်စနီးနာကြ၏သို့သောလိုချင်သောအဖြေကိုမြည်သူမှမပေးနိုင်ကြပါအဘဲကြောင့်ဆိုသောဥပစင်းကြီးသည်မြည်သူကိုမှအကျိုးအကြောင်းတခွန်းတပါးသားများမိတ်ကြားခြင်းမပြုဘဲတို့တိတ်ရှုံဝဲစွာပြောက်ကွယ်သွားသောကြောင့်ဖြစ်သည်ဘယ်သို့သွားသည်ဘယ်လိုသွားသည်ဆိုသည်ကိုလည်းခြေရာခံကစုံစမ်းထောက်လန်းဖော်ထုတ်နိုင်ကြလိမ့်မည်မဟုတ်ပါဥပစင်းကြီးသည်သူနှင့်ပတ်သက်သမျှတန်းလုံးစားအလုံးကို မမေ့မလျော့မပေါ့စာပဲစိတ်ဆက်သေးချစွာအကျဉ်အကျံမရှိအောင်သူနဲ့အတူပျောက်ကွယ်စီခဲ့တော့ကြဖြစ်ပါသည်စွမ်းစမှုတက္ကသိုလ်ရှက်ခလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်အားလုံးပဲဘေးဟန်ပေါင်းမှကင်းဝေးကိုစိတ်နှပြချမ်းသာပါစေ။ မင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရခင်ဗျာ။